အားလုံးမင်္ဂလာပါရှင်မြမအော်ဒီယိုဘွတ်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးကတော့တက္ကသိုလ်ကျောင်းကမောက်ချစ်သူဆိုတဲ့အချစ်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇလန်တင်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇလန်လေးကိုစလိုက်ကြရအောင်ရှင်မိုးရွာနေလိုက်တာအိမ်နပေးလန်းလေးဟာရေတွေကိုဖွေးသွားတာပြီး ပဒင်းပေါက်ကနေခတိုင်းလိုကြည့်နေမိတယ်။အမောင်များလာမလား။စီစီရဲ့မျက်နှာမှာလဲမိုးတွေပတ်ထားတာစုံရွှဲလို့ရေ။ကြိုက်တယ်။မိုးနံလေးကမှွေးလိုက်တာအေးနေရပဲ။တတိယလိုက်တာအမောင်ကြီး။စိတ်ထဲမှာအော်ပြောလိုက်ရော။မကြားပါဘူး။ဟုတ်တယ်။စီစီရဲ့စိတ်ထဲကတားလိုက်ရုံနဲ့။ဟောဟိုမှာအမောင်။ပစိုးတူတူဝှက်ထားတာတော့။ပစိုးကိုထပ်ပြီးတော့မှကား ဇက်ပွဲကလူရှင်တော်ကြီးလိုထီးတလက်ကိုကင်ကမိုးရီထဲမှာတွတ်ဆွတ်နေလာတာကရေးစရာကြီးအထုတ်ထထုတ်ကလည်းထီးကင်တဲ့လက်မှာ တိုးလီတွဲလောင်နေလှုပ်လီလှုပ်ရှားနေပေါ့အရက်ကလည်းဂလန်ဂလာအိုးလေးတစ်ချက်ဝှေ့တိုင်မှာအမောင်ထီးအပေါ်ကိုလန်တက်သွားပါရောလားအမောင်ကြီးဥရွှေရိုးတာကပြီးတော့လာတော့ဟိမောကြည့်လိုက်တဲ့အမောင်မြောင်ဝမှာတက်တက်ရောက်နေတယ် ဟဲရင်ခုန်နေကွယ်အမောင်ရဲ့အချီတိုင်းကိုစီစီရင်ခုန်တက်နေတာကိုမကြိုက်ပါဘူးစီစီရေအမောင်လာပြီတမီးရေ လာပြီမေပစိုးစိုးကို အရင်ညစ်ပြီးလက်ကအထုပ်တထုပ်ကိုလှမ်းပေးလို့ယူလိုက်ရတယ်ဘာလဲဟာအဲ့ဒါဘာတွေတော့ထညက်တို့အုံဒီတကြတို့မောင်းနဲ့အစုံမဲစီရဲ့အစင်မျောနေပေမဲ့လေမမျောတရား တတိယပြီမယ်နဲ့မရတရားအမောက်ပေါ်ကိုစီစီရဟန်ဆောင်နေကြအထက်စီးနဲ့ပြောလိုက်ပြီးမှရင်ထဲမှာတနာချင်မှုတွေရွာသွန်းနေတတအမောက်ခမရတော့မသိရှာဘူးသူလဲသူဘာမို့လွတ်ကျွေးုံမလဲမသိအမောင်ကြီးရော့မင်းဦးလေးရဲ့အိုးတီကိုလဲထလိုက်အောင်အေးပတ်နေအောင်မဲဟုတ်ကဲ့ပါကြီးစီစီဟင်နေမောင်းလုံးကြီးအုံတော်စိန်စားကျင်နေစို့ အရင်တခါပြောမှုတယ်လေအင်းလေအဲ့ဒါငါလုတ်ကြည့်မလို့နေတယောက်ထဲလောက်မှာလားနေလဲဝင်ကူပေါ့ဟာဟွန်းငါပြင်းနေဝိထုကဖက်လက်စာကြီးအမောင်ရဲ့အဲ့လိုအနိုင်ကျင့်ကျင်သေးတဲ့စိတ်ပုံလေးစီစီအမောင်လေးချစ်ဖို့ကောင်းလာအောင်ပြုံးကြည့်မိပြန်နေဒါဆိုလဲဖက်လေးငါတယောက်ထဲပဲလုတ်ပါမယ်အမောင်ပြုံးနိုင်နှကန်းထောင်စုံကပါးပေါ်မှာအပေါက်သေးသေးလေးပေါက်လာကစား အရန်ချစ်ဖို့ကောင်းတာဟင်းအမောင်မသိစင်းနေစစ်စီရဟန်တောင်ကောင်းသူပါကွယ်စစ်စီရအမောင်ကိုမကိုဘူးလားတမီးရဲ့အမေကဈေးဆိုင်တစ်ဖက်နဲ့သွားကုန်လိုက်အောင်တငယ်ချင်းကိုအားနာစရာကြီးဝဲချူဖက်အောင်ဆောင်းပြီးအမောင်စီဆက်ရောက်နေတာအမေမှမသိပဲနေအမောင်ကိုနိုင်ချင်စိတ်နဲ့အမြဲလေးလိုရှုထားမိတယ်အမောင်ဝမ်းမနေဘူးထင်လို့ပါဒါပေမဲ့ မုံနှစ်ကိုကျွန်းနေမှန်းကြီးထဲမှာထည့်နေနေတယ်။အမောင်ကမော့ချလာတဲ့အခါမှာတော့ဖះဖះနင်းမျက်လုံးမြင်နိုင်ငါဘာကြောင့်ရင်ခုန်ရတယ်လေအမောင်စီစီငါ့ကိုလာကူရလာရင်အင်းအမေကသွားကူလို့ပြောလို့နေပါတယ်အုံသီးချက်တာလေးမြေးကြည့်ချက်ပါအောင်အော်တခြားနဲ့ချက်ထားတဲ့အုံသီးမြင်နေရဟာရဲပြီးတော့စီပိုင်းညာပဲစီစီအရန်ကြိုက်တာ อืมကောင်းလိုက်တာချိုမွှေးနေရပဲကိုရွာမှာထိစားဖို့နည်းနည်းခြံရအောင်လို့အမောင်အမောင်ကသဘောကျတယ်အေးပါမုံလုံးကြီးကိုကျွမ်းကျန်းကြည့်ကြည့်လို့အလဲကိုလက်မနဲ့ဖြီးအခွက်နေရာကိုအုံတိချက်တာထည့်ပြီးအိုးတော်လိုက်တဲ့အမောင်ယောက်ျားလေးဓာမင်းနဲ့ထမင်းဟင်းစင်ချက်တက်တယ်မုံမျိုးစုံလေးလှုပ်တက်တယ်ဟဲ့နင်းကဘာပြုံးတာလဲနင်းကလေအချောက်ကြီးကျနေတာပဲ မုတ်လုံနေတာဘာသူအော်ရနားဟူသွားလေထွားရကြိုင်ကြိုင်ဖြူဖြူချောချောကြီးအမောင်လူသားမောင်ခန့်ညာကသူ့ကိုအချောင်းလို့ပြောရပါမလားလို့အမျက်ထွက်ပြန်တော့စီစီခမရငိုချင်ရဲ့ချင်းစတာပဲဟာ우ဟွအော်လိုက်တာသွားခုမလုတ်ပေတော့ဘူးနေပါသားပဲလို့တော့စီစီခြေဆောင်ထွက်လာတာဆိုလာရင်သူကမော်စပူအော်ရမို့ဝမ်းနေတော့လို့ပါမကြဘူး သူ့အော်ဒန်ကိုကြားရရောအာအမလေးပြစီးလေလှစ်ခနဲ့ပဲပြေးသွားတာစိတ်ဆိုးနေတာမေ့သွားတဲ့ထီပဲအိုးအမောက်လည်းဖလမုံဖြူဖြူလေးဟာနေရင်းနေပါလားငါမုံလုံးထရင်နဲ့ရွှင်နေပူလောင်းသွားတာမယုတ်သီးတောင်ရှိလားရှိတာပေါ့ရိုးရငယုတ်သီးတောင်တစ်ခွက်ကအိမ်ထဲမှာရှိနေတာပဲဟာကဲရော့အမောင်တယောက်ငယုတ်သီးတစ်ခေါက်ကော်ပြီး နေရဲနေတဲ့နေရာဘောကိုပုံလိုက်တာအံ့ဩရောအမောင်ရဲ့နေ့လက်တော်ပူတော့မှာပဲဟေးအပူလောင်ရင်ငန်းပြရေးတော့ငရုတ်တီတော်တို့အုံပေးရတယ်စီရဲ့ဒါမှအရေးကြီးဘူးမထွက်တော်ဘူးလေလေးတန်းအေးလေးနဲ့သူပြောနေပြီမဲ့နာနီရှာမှာသူနာနေတာစီးရင်ထဲကတိတ်နေတယ်ငိုချင်ချင်မှတော့ဘာလို့ယူနေပူလာရတာလဲနေ့ကိုအော်မီလို့စိတ်မကောင်းရင်နဲ့မေ့ပြီးတော့လက်ကိုယူနေအိုးထဲကိုနှိမ့်လိုက်ပြီလားလေ လေးတန်တူတူကတုံခိုက်ခိုက်ကလေး။အိုးလိုက်လိုက်လဲလဲနဲ့တိုးတက်တက်လေး။ရှင်ထဲမှာလှိုင်းစီရတယ်လို့မျိုး။နေငနေပဲ။ဘလို့ခန်းစားချက်မျိုးပါလိမ့်နော်။စီဟန်ဆောင်မိပြန်ပြီ။နေဟာလီနမောနမဲနဲ့ခန်းရတာနဲသေးတယ်။အမေဝင်လာလို့ကြားသွားတော့အော်ခန်းရရော။အမောင်လေးမျက်နှာကတမျိုးလေး။ငါမကောင်းဘူးအမောင်ရဲ့။ဟဲ့ညီးစားတယ်နဲ့မဟုတ်လေလှုပ်ကျွေးရသေးတယ်။ အပြစ်ကဒင်းနေရသေးတာလားအမောင်အတော်ပူသွားလားသားအပူလောင်ပျောက်စီလင်းရအောင်ရတယ်အေးအမောင်ထမင်းဆက်တိုင်းတခါတလေစီဘူးရေဘူးကလောင်နေကြပါအိမ်ကမီစီစီနေတာလဲလိုက်ချင်းနေဟဲ့ဟင်အမေအမောင်ရေတဟိဟိနေစီစီမြန်ဆောင်ကိုလိုက်ဖမ်းပြီးပြန်လို့လိုက်ဟန်လုံနေတယ်အမောင်စုပ်ပလုတ်စီစီအမောင်ကိုမကန်လေးဆေးပြမလာရင် ချော်ပြောရင်မီစီရောကမငင်းပါဘူး။သိပြီမယ်လေ။ပကန်းစင်းရင်တချင်းကြီးမီရင်ပေါ့အချင်းဖြစ်နေလို့ပါ။အမောင်မပြေခင်မှာအစောကြီးပြင်ပြီးတော့ကြောင်းသွားခြင်းလာပြီ။တိတ်တွေ့ခြင်းမောက်ပြုံးတွေ့ရတဲ့ခဏမှာစေးလေးအမအားရှိတယ်။မီလီသူကြောင်းတွေ့ကတကယ်ကိုစားချက်မရပြီ။မောင်ရင်အဲ့တဲ့လောက်တောင်ချစ်ရသည်လို့။သူငေးနေမှစီးကမသိဘူးလေ။စေးပီးသားပကန်းကိုလှမ်းပြီးတော့ ူမြဝန်ကရီဝီဝီအမောင်ဟင်ရော့လေပကံနေရပြီအော်အင်းအင်းငူတူတူနဲ့လက်များကတိတ်နာနေရောသလားနာနေလိုက်ရင်ဖောက်ဖောက်ငါတငယ်ချင်းလေးတနာပါလေအမောင်လက်ကိုတဖူးဖူးတဖောက်ဖောက်နဲ့လှုပ်တော့ဂျင်းနဲ့တလုံးရေပြန်နေအမောင်တိန်လေးအယောင်မျိုးမျိုးပြောင်းနေတယ်ကွယ်စီစီခေါ်ပြန်ပြီတူတူလေးရင်ခုန်ပါလေဆိုမှာ ဟင်နင်းတက်ကတော့မှရီစာထားလာပြီပေါ့လေဟာစိတ်တော်လိုက်တာနော်ထားเสียလားအမောင်လူဆိုးကအရေးကဲမသိကြီးရဲ့အေးပါစိတ်မဆိုးနေတော့စတာပါရွှေမုံလေးမြင့်ကြည့်အောင်ကောင်းရင်နင့်တငယ်ချင်းနေခေါ်ပြီးတော့စားကြတော့အကြီးတို့အတွက်ကဖဲပြီးသားသူကစကားလွှဲထားပြန်ပြီစီစီကအင်းနီနာချင်းတငယ်ချင်းတွေကိုခေါ်ကအမောင်လျာမုံလုံးကြီးအုံးတို့ချက်ကို အာပါရီယာနဲ့စားကြတယ်။နင်းနဲ့ကဒီလိုတွေခင်နေကြတာ။ကြောက်လေတငယ်ချင်းတွေကလာပြီးတော့မေးတဲ့အခါနင်ဘလို့ပြောမလဲတွေးကြည့်ပါ။ငါဘလို့ပဲပြောပြောစားကြတာ။အချိန်မှအိုးဒါရီယာလည်းရှက်စရာပါ။ကက်ဆက်ထဲကင်စာနဲ့မေးဆွေးအတန်မဟုတ်ပဲစီစီနဲ့အမောင်ကတခါတလေ၆တန်းနှစ်ထင်းမရေးကင်စာပေါ်ကားစားပေါ် အိမ်မှာကက်ဆက်ရောက်လာလို့အခွေးနဲ့အတန်သွင်းခဲ့ကြဘူးလားမိတော်နေပြီဘယ်သူဖွင့်လိုက်ပါလဲတငယ်ချင်းအလုံးကအမောင်းနဲ့စီစီကို တလဲစီကြည့်နေကြတယ်ဟဲ့စားကြလीဘာငင်းနေကြရလဲစီစီအတန်ကခက်ဆူဆူရှက်တတအမောင်းပြုံကအုံပုံကွယ်ရှိုးသွားလေအမောင်းမြောင်းဝမအရေးကြီးလက်နေခဲ့တယ်မျက်ရည်တွေများလားအမောင်းရဲ့တောင်းနဲ့တဝူစိတ်ချင်းဆက်သွဲတယ်ဆိုတာလေး အမောင်းနဲ့စီစီကိုပြောတာနေမှာမုံနေလုံးချင်းပြီးတော့နောက်နှစ်ရက်အကြာမှာစီစီကအိမ်မက်မတည်းအမောင်းပေါ့ကမ်းမမင်းနဲ့ပင်လေရဲကိုကျောက်ဆောင်ပေါ်မှာတင်ကန်းဝကြီးနဲ့ထိုင်နေတယ်စီစီရေလို့လဲအဆက်မပြတ်ခေါ်နေခဲ့တယ်စီစီကိုကြည့်နေကြကစိမ့်စိမ့်ကြီးအရန်ကိုနာကျင်းနေတဲ့မျက်ဝန်းကြီးနဲ့ဝမ်းနေလိုက်တာအမောင်းကြီးလို့ခေါ်လိုက်ရမလားဖုံဖုံကြီးလို့ကတော့ရမလားတွေးနေတော့ ဖြက်ခနဲပြက်ွယ်သွားတော့တယ်။မနေ့ကျတော့အိမ်ရဒေါငေကိုအိမ်မက်အကြောင်းကို ပြောပြလိုက်တာပေါ့။လူကိုတင်ကန်းဝင်နေမှရင်ဖြားနာနေတတ်တယ်။အမောင်ဖြားနာနေပြီလားမသိဘူး။အိုးဟိုနေ့ကအမောင်မြောင်ဝမှာဝမ်းနဲ့ရိတ်တွေမြင်လိုက်တဲ့ကစီစီနေမထိခဲ့တာ။ခိုးပိုးဆိုးရပြီ။စီစီအမောင်ကိုလစ်လူရှူတာ။အယန်းကိုများသွားပြီလား။အမောင်ဟာစီစီတက်ကတော့တက်တဲ့က အမြဲဝမ်းနဲ့ရိတ်တန်းနေခဲ့တယ်။သူကိုယ်ရာဆယ်တန်းတခါကြာလာနေပြီ။လက်လျှော့လိုက်တာကိုသူ့ဝင်စည်းပွားရေးတွေကိုပြုတ်ဝင်လိုက်တဲ့အမောင်ကိုစီစီကြည့်မရပါဘူး။စီစီနဲ့အတူတက်ကတူတက်စီချင်းတာလီ။ဒီကလေးကစီစီသူ့ကိုမချိနှက်ဖင်းနဲ့ခြေတိုက်နေခဲ့တာ။အမောင်များခံစားနေရမလား။ဒါကိုလည်းစီစီမသိ။စီစီကမချိနှက်တာပဲသိတယ်။မေ၊သမီးဈေးဘက်ကိုဝယ်စရာလေးရှိလို့သွားမယ်နော်။ မကြစင်းနဲ့နော်စီစီဟုတ်ကဲ့စီစီတို့ဘက်မှာယောက်ျားလေးအိမ်ကို မိန်းကလေးကသွားခဲ့တယ်တငယ်ချင်းဖြစ်ပါစေလူကြီးတွေကကောင်းလေးတွေအိမ်ကိုသွားတာမကြိုက်ကြဘူးစီစီလည်းသွားတာသွားရတာစိတ်ထဲကိုမလုံးအမအိမ်ကိုတခါမှမသွားဘူးလေစိုးရင်လုံးလို့သားရဲ့မြမဝမ်းခွဲတယောက်ကိုဝင်းခေါ်ပြီးဈေးဘက်ကိုရှောက်ခဲ့ကြတယ်ဈေးလုံးမက အမောက်အင်းလေးအင်းရှိမအမောက်ဒေါ်လာမသိဘူးဆက်ချုပ်နေတယ် အမ အမောင်ရှိလာရင်သူကစီစီကိုတေချာကြည့်ပြီးစီစီဆိုရာလာရင်နဲ့ဟုတ်ဟုတ်ပါတယ်အမောင်ကစီစီလာရင်သူ့ကိုနှိုးဖို့ပြောထားလို့ညီမလေးရဲ့အမောင်ပြောပြဘူးလို့အမောင်ရဲ့အတော်ကတုတ်ထန်နှစ်နှစ်ကျော်သားကြီးချောင်းကိုသိပြီးသားအိမ်ထဲတော့အဲ့ဒီအမပြေးဝင်သွားပြီးခဏကြာမှစီစီဟူဟောကအမောင်ထွက်လာသည်ပိန်သွားလိုက်တာငါအမောင်ကလေးနေလာမင်းမန့်ကိုဘလို့သိတာလဲ ိမ်မက်မတားလားအိုးငါလဲနေကိုဖုံးယူဝင်းနေအိမ်မက်မတားပင်လေထဲမှာနင်းထိုင်းနေတယ်သိလားမောင်ငါနေစီကအပြန်အဲ့ဒီညပဲအရန်ဖြတာစီစီရဲ့တနာလိုက်တာအမောင်ရဲ့လို့ရင်နေရတာမဆက်ကတော့ထွက်သွားတာက မသိလို့တွေ့ရတာပေါ့နော်တဲ့အမောင်ကမျက်ဝန်းထဲမှာစကားတွေအများကြီးထည့်ပြီးတော့ကြည့်တယ်ငါတည်ရင်နေတိလိုက်မှာမဟုတ်ဘူးနော်တဲ့ဝမ်းနဲ့တန်နဲ့အဲ့ဒီလိုလေပြောသေးတာ ပြောကောင်းဘူးဟဲ့သူ့တော်ကတော့ပြောရှာတယ်စစ်စစ်ကတကယ်ချောတာပဲနော်အမောင်ပြောတော့ကအဲ့လောက်ချစ်ဖို့ကောင်းမင်မှမထင်ဘူးဖြားတဲ့နေ့ကလည်းစစ်စစ်နာမည်ပဲရောင်းပြီးတော့ခေါ်နေတာဒေါ်လီအမောင်ရဲ့ဟန်တန်စစ်စစ်လေးမျက်နှာကိုတီထားရတယ်မရှက်တဲ့အောင်ပေါ့ဒေါ်လီကထပ်ပြောပြန်တယ်အမောင်အဖျားကြည့်ပြီးတော့စစ်စစ်နာမည်ပဲခေါ်နေခဲ့တာသိလားစစ်စစ် တော်လေးရဲ့စကားကိုစစ်စစ်ယုံနေအိမ်မထဲမှာအမောင်ကစစ်စစ်ရေးလို့အဆက်မပြတ်ခေါ်နေခဲ့တယ်။မပြောပါနဲ့တော်လေးရဲ့အမောင်တင်ရင်ခုလောက်ဆိုအုတ်ကူရဲကိုရောက်နေပြီ။နာကြီးတန်းဆွတ်နေတဲ့အတန်းနဲ့အမောင်ကပြောပြန်တယ်။နေပါအောင်များစိတ်နာနေတယ်လေ အမောင်ရဲ့။စစ်စစ်ကရင်ထဲကတမျိုးပါးစပ်ကကြတော့စိုးနေတော့ဒီတော့လေနေအုတ်ကူကိုလာပြီးတော့ငငုံမှာပေါ့။အသေးစောလို့နှမျောလာကြည့်ရဲ့အမောင်ရဲ့လို့ အမောင်ကစီစီကိုမချစ်တင်ခဲ့ကြည့်ပြီးမရချင်ရချင်ရဲတယ်။ငါတင်မှတော့နေမငိုလဲဖြစ်ပါနေစီရဲ့။ငါမှမသိတော့တာ။နေစကားကလေးဟာဒေါ်လေးကပြုံးနေရကနေထထွားတယ်။အမောင်တယောက်စီစီကိုစိတ်များစိုးနေသလားမသိ။စိုးမယ်ဆိုလဲခံရမှာပါ။ဟိုနေ့ကမိဖို့ရဲမှာတယောက်ထဲပြစ်ထားခံရတယ်လို့များ။အမောင်ရဲ့စီစီကိုဒါကြောင့်စိတ်နာနေရလား။ ငါမနှက်ဖန်ပြေကိုသွားမယ်စီစီဟင်ငါခဏလေးစောင့်ပိတ်ပြန်လာတာနေနေပေးပါအောင်လို့မပြောလိုက်ရဘူးအမောင်မင်းဆက်ပြောတယ်ငါပြေရဦးလေးအိမ်မှာဆယ်တန်းသွားဖြစ်မလို့ကဲဒါကောင်းတဲ့ကိစ္စနော်နှခါကြပြီးနောက်ပြန်မဖြေးဖို့သူပြောပြီးမှဘလို့စိတ်ကူးပောက်ပြန်တယ်လဲမသိပါစီစီဟာတချို့တွေကဆယ်တန်းမောင်ကြီးလူရမသွင်းချင်ကြဘူးထင်ပါရဲ့အဲ့လိုမဟုတ်ပါဘူးဟာ ငါဆိုရင်နေ့ကိုဆယ်လမ်းအောင်ပြီးတော့ငါနဲ့အတူတက်ကတူတက်ဆင်ချင်းုံလေးရယ်မစိညစ်တယ်ဟာဆယ်လမ်းအောင်ချင်းနေနေဒီနေ့အအောင်ကြိုးစားနော်စီစီကိုအမောင်ကငေးကြည့်ပြီးကြမ်းခဲ့တယ်ရှေ့ကိုလှမ်းပြီးရင်နောက်မလှည့်တဘူးဒီနေ့တော့နောက်ပဲလှည့်ကြည့်ကြည့်ကြည့်နေပေါ့အမောင်ကသူ့ဝင်ရှေ့ကနေရက်ကြည့်နေတော့မှပဲအမောင်နဲ့ခွဲရမှာကိုစီစီဝမ်းနေလို့ပါအမောင်ရဲ့ စီစီရဲ့စီကိုအမောင်စာစူးစားပြီးရင်းနေတဲ့အကြောင်းပြီးတော့စာရောက်လာတဲ့နေ့ကစီစီတယောက်အဆန်ကိုပြန်ရောက်နေခဲ့ပြီးပြည်ရန်ကုန်မဝေးမိမဲတူလာမယ်အမောင်လာလိမ့်မယ်လို့စီးကမထင်ခဲ့မိဘူးစာနဲ့လို့ရောက်လာတာက သုံးရက်လောက်ပဲကြာတယ်စီစီရဲ့အဆောင်နောက်ပုံမှာဧည့်တယ်မစီစီပိုင်းအဆောင်နောက်ပုံမှာဧည့်တယ်အိုးမနှက်စောစော 6နာရီအဆောင်နောက်ပေါက်ကိုစပြီးတော့ဖွင့်ကြရအဲလာခေါဏန်ကစူစူညံလို့ရေစီးကတွားကြည့်တော့လေဘယ်သူမှမရှိနောက်ရအောင်လေလာခေါ်သူများနဲ့ရင်းနေတာမဟုတ်ဒီလိုနဲ့မနက်9နာရီကြောသွားရောထမင်းစားမလို့ထမင်းစားဆောင်ကိုအသွားစီစီနေရတဲ့ဘဲမလဲဟာတိတ်ပန်ပစ္စည်းထားတဲ့အဆောင်ရှိမှာဖျားကြီးတကယ်ကိုဧည့်သည်ဆိုတာက နလန်းကတဆင်အဆောင်ပြင်ဘက်ကိုထွက်ကြည့်လိုက်တော့အမောင်ရဲလီမှန်တကားကိုမှင်ပြီးတော့ငိုက်မိနေတာအမောင်စီစီရဲ့ခေါ်လိုက်တဲ့ကြောင်းမျက်လုံးတော့ကဖြက်ခနဲပွင့်အပြောင်မျက်နှာနဲ့ရေပြနေလိုက်တာနင်းဘလို့စီစီကအယံအံဟောတယ်လို့ပြောလိုက်တာလေပြောမနေပါနဲ့မျက်နှာမှာတော့ထုံးစံအတိုင်းရှုတီတီနေပေါ့ငါပြည်ရန်ကုန်ကားနဲ့ညဘက်ထွက်လာတာမနေ့နှစ်နာရီကျော်မှရောက်တယ် ။သွားစရာနေရာမရှိတာနဲ့မိုင်းနာကွင်းမှာတင်မိုးဝင်းဇပွဲဝင်ကြည့်နေခဲ့တယ်လေ။မိုးရီနေမောကအယမ်းရေရတာပဲစီ။ဖြစ်ရလေ။နင်အယမ်းဖိုက်စာနေလိုက်ရင်။နင့်ကိုတွေ့ရတော့မစားတော့ပါဘူးဟာ။ဒါနဲ့နင့်ကိုငါခေါ်ခိုင်းတာလာမပြောချင်ဘူးလားယင်။ပြောတယ်လေ။နောက်ပေါင်းဆိုတော့သွားကြည့်လဲမတွေ့။ဒီမှာလို့ဘေးထင်မှမလဲဟာ။ဒီနေရာအတွဲတွေထိုင်နေနေရ။ငါမှမသိတာဟာ။အေး ဆက်ပြီးထိုင်ပြီးတော့ငိုက်နေလိုက်ရေခရခရချိုးလိုက်အောင်မယ်နော်အ мян ဆုံးနည်းနဲ့ပကံလုံးစီပြီးတော့အမောင်နာတို့ပြန်ရောက်လာခဲ့တဲ့စီစီရော့ဒီရင်နဲ့မျက်နှာတိလိုက်လမ်းသွားအောင်လို့ဒီမှာသွားတိုက်စီထည့်ထားတဲ့သပုတ်တန်ရေမူရရရှင်နဲ့မျက်နှာတိသွားတိုက်ပြီးနောက်စီစီလမ်းပေးတဲ့လက်ကင်ပွားနဲ့မျက်နှာတုပ်နေရင်သူ့ပြုံးနေတယ်စီစီကမသိချင်အောင်ဆောင်းကသူ့ရဲ့ရှေ့စပင်းကိုတုပ်လိုက်အောင်ရေဆိုးနေတယ်လို့ပြောမိတယ် အမောင်တယောက်ခြေနဲ့နေလိုက်တာများမျက်နှာဘိုးကိုတက်လို့ရလို့ဟန်မတူတော့ပါ ပြုံးဖြည့်ဖြည့်ကိုဖြစ်နေရောစီစီနဲ့အမောင်အဓိပတိလမ်းအတိုင်းကိုရှောက်လာခဲ့ကြတယ်ခန်းကောင်ပင်အောက်ကခုံပြထဲမှာလေအတွဲတွေကပူကတ်လို့အေးဖတ်သွားရတဲ့ရှောက်သူ့ကိုပြသွားပြီမင်းသူကပတ်ဝန်းကျင်ထက်စီစီရဲ့မျက်နှာကိုသာတစ်ချိန်လုံးစောင့်ငယ်ငုံကြည့်ရင်းနဲ့ပြုံးလာခဲ့တယ်ရှင်ခွေးမသိကြအောင်စောင့်နေရတာ ဘလောက်ပင်ပန်းတဲ့အမောင်ကိုမသိဘူးအမလီဆော့ဆော့စီစီအတွဲမြကအေးဘက်သွားတဲ့နှက်လန်းတလျှောက်မှလည်းမလို့ပူကတွတ်ထိုးနေတဲ့အခါမျက်နှာပူရပြန်တယ်အမောင်ဟိုမှာငါတို့အေးကြီးဆောင်နေအဲ့ဒီအဆောင်နောက်မှာရံဘလူးဆိုင်ပေါ်လာနင့်ကိုနာမည်ကြီးတန်ဖိုးတိုက်မယ်ရံဘလူးဆိုင်မှာမှောင်မဲမဲလေးမှာမျက်နှာချင်းဆိုင်ထိုင်ရင်စမူဇာနဲ့တန်ဖိုးကိုတောက်ခဲကြသေးတယ် နာဆင်တဲ့အောင်ရင်တော့နေ့ကိုမမီတော့ဘူးနော်စစ်စီ။နေအောင်လို့အမှတ်ကောင်းရင်တခုခုဝင်ရမယ်လေ။ရန်ကုန်ကိုထိုက်ရိုက်လာတက်လို့ရတဲ့အခါငါနဲ့တနေ့တော့တွေ့လို့ရသေးတာပေါ့ဟဲ့။ငါမရှိလေ။နေ့ဟာနေတက်လို့ရပါတယ်အမောင်ရ။ရုံချောသဘောကောင်းတဲ့ငါတငယ်ချင်းလေးအနာမှာကောင်မလေးတွေအောင်ဝိုင်းနေကြအောင်မကိုမြင်အောင်သေးတယ်ဟဲ့။ပြောရင်မနာလို့ဖြစ်လာတဲ့အထိစစ်စီသဘောထားကနှူပါတယ်။အမောင်က ညီမရှိခင်တက်ကတော်ကြီးဆိုရလေငါမတက်ချင်ပါဘူးစီစီယာငါဒီနေ့ဖြေလို့ပါမအောင်ခဲ့ရင်ပညာရေးကိုလုံးဝဆွန့်လွတ်လိုက်တော့မယ်လိုက်လဲတဲ့အမောက်ရဲ့အတန်းထဲမှာစီစီပြောင်းဝင်သွားပါရောလားဝမ်းလည်နေသွားခဲ့တယ်ဒါပေမဲ့စီစီရဲ့ချစ်သူကဘွယ်ရပညာတတ်တော်ဖြစ်ရမယ်ဆိုတဲ့အတွေ့ကိုမဖြောက်နိုင်ခဲ့ဘူးအိုးဘာပဲဖြစ်ဖြစ်နေဆယ်ရက်အောင်လို့ပြင်တက်ကတော်တက်ရမယ်အမောင် အမောင်ကစီစီကိုငေးကြည့်နေခဲ့တယ်။စီစီရဲ့ဘွဲရမှလူရောင်ဝင်မှလာရင်အဲ့လိုရတော့လေဟုတ်ချင်မှဟုတ်မှာပေါ့။ငါကတော့နင့်ကိုဘွဲရပညာတတ်ကြီးဖြစ်စေချင်တာအမှန်ပဲ။စီ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 အမောင်ကစီစီရဲ့မျက်နှာကိုတေချာစိုက်ကြည့်ပြီးခက်ထစ်ထစ်ရေရွတ်နေခဲ့တယ်။ဆယ်တန်းမောင်နဲ့ကောင်းလေးတယောက်ကဘွဲရပညာတတ်ကောင်းမလေးတယောက်ကိုမရနိုင်ဘူးလားယင်စီစီ။စီစီကဒေါသထွက်လာတယ်။ အမောင်ဘာဖြစ်နေရလဲလို့မျက်စောင်ထိုးရင်ဝတ်တရေတိုင်းဘူးဆက်ဆက်ပြန်ပြောမိပြန်ရောဆယ်ရက်မောင်နဲ့ကောင်းလေးကိုလေးရက်မောင်နဲ့ကောင်းမလေးရပဲယူမှာပေါ့ဟဲ့အော်ဒီလိုလားဒါဆိုအဲ့ဒီကောင်းမလေးကအတော့ကိုဂုံမတ်တာပဲနော်ဘာတူလဲနင်းလေနင်းပြောတဲ့ဘွဲရပညာတတ်တဲ့မိန်းကလေးတွေနေတော်တော့ဟာဌာနေကိုလေယာဉ်ကဒနုပြူတော်စောင့်ရင်ဆိုင်မှာထမင်းလိုက်ကျွေးမယ်နေအောင် အီးမကြောကြောဆိုင်ရနေကြောက်ကြောဝယ်ကြွေးဦးမယ်အမောင်ရောက်တုံးရောက်ခိုက်အကုန်တိသွားစေခြင်းနဲ့လေလမ်းမကုတ်ခင်နေရတန်းစီဆောက်နေကြတဲ့လူတန်းရှိကြီးကိုမြင်နေရတယ်ခုမှနေရဖြစ်နေလာတော့မယ်ရှိသေးတာနေရကကြောက်ကြောဆိုင်လားတမဝါရမဆိုင်လားတန်းစီရမယ်အလုတ်ကြီးငါမကြိုက်ဘူးနော်စီစင်စီရသူ့ကိုမျက်စောင်းထိုးတော့ရဲနေပုံကအမြင်ကက်ချင်စရာလေးလမ်းကူမှာတစ်ဖက်သက်ကလာတဲ့ကားတစ်စီး အချိန်မြင့်ပြီးတော့တအားမောင်းလာလို့အမလီတကယ်ကိုနင်းနေပဲလို့လားတိုက်မိတော့မလို့အမောင်းဝင်အမောင်းရဲ့လက်မောင်းကိုဆုပ်ကိုင်ရင်ရင်ထဲမှာတုံရင်နေခဲ့တယ်ခုနေသေးမယ်ဆိုလဲပြောပါတယ်စစ်စစ်ရယ်အမောင်းလက်ကိုရောင်ရမ်းလှုပ်လိုက်ရတယ်အမောင်းဘာတွေပြောနေပါလဲအမောင်းနဲ့စစ်စစ်တလားလုံးစကားမပြောပြဘဲအမောင်းကအထွေးလွှနေပုံနဲ့တုံမီပေါ်မှာတိတ်ဆိတ်နေလာခဲ့ကြတယ်နေပါစီလို့ဆိုကား စီးရမတ်တင်းထားရတာပေါ့အမောက်စိတ်ထဲမှာဘာတွေးနေမလဲဆိုတာစီးစီးရသိချင်ပေမဲ့ပေါ့ထမင်းကိုအားရပါးရစနေတဲ့အမောက်ပြင်းနေချက်မောင်ကြီးကိုတရှူရှူတောက်ဝက်သားစီတုံးကြီးကိုမြေနေအောင်ကိတ်စားနေတာကအလှပွဲရောက်နေတဲ့အလားနင်အရန်စာနေရအောင်များဘိုက်ပြင်းနေရလေပါလိနဲ့ဟမ်ထမင်းမြင်တော့မှစလာတာပါစီးရဲ့ထမင်းစားပြီးထား စီစီထမေထိုင်ကောင်းကတန်နဲ့ညစ်နေခဲ့လို့စုပ်သွားမှဆိုတာနဲ့ကျိတ်ပြီးတော့ဖြောက်နေခဲ့တယ်။အမောငွေပြန်အမ်းမာကိုလှည့်ပြီးတော့စောင့်နေလို့မသိ။ဆောင်ဆွဲယူရင်ပြဲသွားမှာရှက်စရာကြီး။အမောင်ရှိထမေကိုလှည့်ဝေးဖို့ကလည်းမရေဘူး။စီစီဘာဖြစ်နေရလဲ။ကျမမပြောရဲ။ကိုဟာကိုကျိတ်ပြီးတော့ဖြုတ်လည်းမရ။ဇောချွေပြန်နေခဲ့ပြီ။သူကစီစီရဲ့ထိုင်ရာကိုရှောက်လာပြီးခြေနေကိုသဘောပေါက်သွားအောင်နဲ့ ကဲနေငါဖြုတ်ပေးမယ်ဒီတော့မှထမင်းဟာအကောင်းပါကလေးပြန်ဖြစ်သွားတယ်ထိုင်ကောင်မှာထိုင်ရင်းနဲ့တန်ထွက်နေလားတစ်သားအဆအပဲ့များရှိနေသလားဒါဟုတ်ရင်သင်ချထိုင်ပြီးတော့ကြည့်ကြည့်နေတဲ့အမောင်ကအဖိုးကြီးလိုလဲစုံမတက်သေးတယ်တင်းကြီးစိတ်ကုန်တိုက်ကိုရောက်တော့အင်းကြီးချိတ်တဲ့ရုံမတွေကိုကြည့်ပြီးစီစီနဲ့ဒရိုက်တာလို့အမောင်ကပြောနေသေးတာအမောင်နဲ့ရှောက်လေရတာပြောပေမဲ့အမောင်ပြန်သွားတော့ရင်ထဲမှာဟာကြံခဲ့တယ် ခန်းစားချက်ကိုတင်စီထားရတော့ပြင်မဲတာမရှိဘူးလားစူတောင်းပေးနေတဲ့ကြာအမောင်ဆောင်မီးပွဲထက်ကြတယ်ပညာရေးနဲ့ကံမပါဘူးစစ်စစ်ရဲ့လို့အမောင်စီကစာတို့တစောင်ရောက်လာတော့ကအမောင်ထန်စစ်စစ်ကပို့ပြီးတော့ဝမ်းနေမိတယ်ထင်ပါရဲ့စစ်စစ်ကြောင်းပြီးလို့ရုံးမှာအလုပ်ဝင်ခဲ့ပြီအမောင်ကတော့ကုန်းတဲ့တပိုင်းပေါ်အရင်လောက်စစ်စစ်စီကိုရောက်မလာခဲ့တော့ပါဘူးစစ်စစ်ကမင်းတိုင်ခါရဲ့နေ့တိုင်းအမောင်ကိုတနေခဲ့တယ် အမောင်ကြီးအမောင်ကြီးလို့ခတ်တွတ်တွနဲ့အကျဉ်တထောင်ရေရွတ်ပြီးနောက်တနေ့အမောင်ရောက်လာခဲ့လို့ပြောလိုက်ရတာစီစီနင်းနေကောင်းရဲ့လားငါ့အိမ်မထဲမှာနင်းနေမကောင်းဘူးငါနဲ့နာမည်ကိုတကြောကြောခေါ်နေလို့စိတ်ပူပြီးတော့ငါထလာခဲ့တာအဖေကစိတ်ဆိုးပြီးတော့ကြမ်းခဲ့တယ်ဟဲအဟုတ်လားငါဖြစ်နေကိုတရေအောင်မရပါဘူးအော်ညိုဖြော်တဲ့အကြီးတော့တမောက်ချင်းပြောင်းသွားခဲ့တဲ့အမောင်ကို စီစီရကြည့်နေခဲ့မိရဲ့ငါနောက်ဆိုရင်နေ့စီကိုရောက်ဖြစ်တော့မယ်မထင်ဘူးဟာရန်ကုန်နဲ့ငါတို့မျိုးဟာကိုကြည့်တန်းကြည့်လောက်လာတော့မှာငါတို့စီကပစ္စည်းကိုအယောင်းဝယ်လို့မလို့လေကောင်းတာပေါ့အလုတ်ရှုပ်တက်တာလေနေလာရင်ငါထွက်စကားပြောနေရတဲ့အလုတ်ကမရှိတော့အချိန်မပုတ်တော့ဘူးပေါ့ဟဲ့ငါအနေကိုအလုတ်ရှုပ်စေတဲ့သူပေါ့ဟုတ်လားစစ်စီစာရပါလို့မပြောပြလိုက်ပြန်ဘူး စီစီယာကိုစကားကြောင့်အမောင်ကိုနာကျင်စေမိမယ်လို့တခါမှတွေးမထသူအမိုင်မဲပါပဲအဲ့ဒီနေ့ကစလို့အမောင်နဲ့စီစီမတွေ့ဖြစ်ကြတော့တာနှစ်ပေါက်သွားခဲ့တယ်တလွဲမာနာကြီးရဲ့စီစီယာခါတိုင်းလိုအမောင်နဲ့စိတ်ချင်းဆက်တယ်ဖို့မကြိုးစားရတော့ပဲတတိယရဲ့စိတ်ကိုအတင်းမိထားခဲ့မိရဲ့သူတော်နေနိုင်တာပဲဟာဆိုတဲ့အငုံစိမ့်နဲ့တတိမရချင်အောင်ဆောင်ခဲ့ရလေစီစီရေအမောင်လာတယ် အဲ့ဒီနေ့ကမိုးဆိုတာပိမ့်ပိမ့်နေအောင်ရွာနေခဲ့တာဝါဇဝါကောင်ရေဖောင်ဖောင်ဆိုတဲ့အတိုင်းစီစီတို့အိမ်ရှိကလမ်းဟာရေမြုပ်နေခဲ့သေးတာလေပင်ရမလို့စီစီဟာနေ့လယ်တရေအိမ်နေမိတာပေါ့အိမ်ကလူတွေအော်တန်ကြောင့်နိုးလာပြီမဲ့စီစီမထဘူးတခုခုစိမ့်တက်တဲ့ရနံစီစီမနှောမှရနေခဲ့တယ်လေအတန်ကြာညင်နေခဲ့ပြီမဲ့အေကန်းစီကဘာတမ်းမှထွက်မလာတဲ့အခါမှာစီစီခန်းနဲ့အနီးဆုံးအေကန်းကိုထွက်လာလိုက်တဲ့ဆိုရင် အမောင်လေးနှစ်ယောက်ထိုင်စက်တီပေါ်မှာမျက်လုံးမှိတ်ပြီးတော့အိတ်နေခဲ့တယ်။မိုးရေဆိုးနေတဲ့မိုးကောင်လည်းမချွတ်ဘူး။မိုးကကျလာတဲ့မိုးရေစက်တီဟာမျက်ရည်စက်တီကျနေတာပဲလို့မစီမဆိုင်စစ်စစ်တွေးမိသေးရဲ့။ဟဲ့နေမအိတ်ခဲ့ရရင်လေနေအိမ်ကိုပြန်အိတ်လေအမောင်ရဲ့ဒီတော့မှမျက်လုံးဖွင့်ကြည့်လာတဲ့အမောင်မပွင့်တပွင့်အပြုံရိတ်ကလာချင်းနေတယ်လို့လို့ဘာလို့လို့နေ။အိုးတကယ်ကိုစိတ်သက်တဲ့နေပါပဲလား။ အပြင်မှာမိုးကရွာနေတော့မှတနေ့ကြီးများတော့အလုတ်စောကန်နေခဲ့တာတထေးဖြစ်ခဲ့ပြီလားယင်အမောင်ပညာမတက်တော့လေပြင်မဲ့နာပေါ်စီစီရေအမဲဒီလောက်ပဲစီစီပြောနိုင်နေဒီတခါပြန်တွေ့တာစီစီနဲ့အမောင်ကြားမှာအလွာတစ်ခုချားထားသလိုတကယ်ကိုစိတ်တက်နေခဲ့တာအံ့ဩစရာပါစီစီဘာလဲနင်လက်ထက်တော့မင်းဆိုပြီးတော့ဖိတ်စာလာပေးတာလားတကယ်ပါ စီစီလေးနှုတ်တကယ်စီးနေတာမထင်မပဲထွက်သွားတဲ့အပြောင်ပြက်စကားကအတီးကြီးဖြစ်လေနေမယ်လို့ဘသူကထင်ပါလေဟာနင်းသိလိုက်ပြန်ပြီလားဖယားတကယ်ကြီးလားအမောင်ရေမျက်နာမပြောင်ထိနေတဲ့ကြားကကျော့ဖိတ်စာတကယ်ကြီးကိုတနေ့လောက်ပျောက်နေခဲ့တာဟာမိမသွားရှာနေခဲ့တာ우စိတ်ရှိလက်ရှိထူရိုက်ပြစ်ချင်တယ်စီစီပဲလေရင်းနေရခန်းစားချက်ကို ဘသူမှဘေးတော့မှမသိအောင်နေတတ်ခဲ့တဲ့စီစီရဲ့နေအမောင်ရေရွှေရောင်ဖောင်းကြဖိတ်စာတွေမှာတော့ကျွန်တော်အမောင်ဆယ်တန်းတုံးကကြစမတင်းတင်းချင်းလေးတန်းမအောင်လို့ဝေမင်္ဂလာပွဲတို့တစ်ဖက်ပါအစီအစဉ်တိုင်းကြွားရောက်ချင်းမြင်ကြပါရန်နဲ့တမင်ရွက်ရေးထားတဲ့ဖိတ်စာအလားဖတ်ရတာရင်းနှလိုက်တာနေအဲ့လောက်နာကျင်သွားလိမ့်မယ်လို့ငါဘာလို့မသိခဲ့ရတာပါလဲ အတန်းပြညာမအောင်တာကထည့်ရေးဖို့လိုသလားဟဲ့နေမိမှာဘက်ကောင်လက်ခံရလားလက်မခံစရာလားသူ့သမီးထံက6တန်းတော့မြင်သေးတယ်ဟာဘူးတို့တင်နောက်ခိုင်းနေရွှေနဲ့ငွေနဲ့ကိုငါပေးနိုင်နေလေတောင်းပါလေအမောင်ရေနင်းတို့လိုပညာတတ်တွေစကားကိုငါနားမလဲပါဘူးစီစီရေငါရဲ့မင်္ဂလာပွဲကိုနေလာရမယ်နော်နေရကော့မြို့မှာမှမဟုတ်တာနေမိမှရှိတဲ့မြို့ထိငါမလာနိုင်ပါဘူးငါကားလှုပ်ပေးမယ်လေစီစီ ငါဘွားမှာနင်းကအရေးကြီးဆုံးတငယ်ချင်းမှာငါပွဲရနေလာမှပြည့်စုံမှာသွားဆက်မှာပို့ရီနေသိပ်ဆွဲမထားပါနဲ့ငါမှာနေထက်ခင်ရတဲ့တငယ်ချင်းတွေမှာအများကြီးပဲနောက်ဆုံးချိန်ထိစီစီကအကန့်နေပြောတော့စီစီသူ့ကိုချစ်ခဲ့တာကိုသူမသိလက်စနဲ့မသိပါစေတော့လေရုံပါတယ်စီစီရဲ့ငါကဒါနေုံခင်ရတဲ့သူပါကဲငါပြန်တော့မယ်နော်သူပြန်သွားပြီ အမောင်ကြီးလို့တတိယတိုင်းကြမဲ့သူမရှိတော့ဘူးအမောင်ကိုစင်ချင်းမြောက်သွေးလူတုံးကရလာတဲ့ညီညီရဲ့ရဲ့အသေးပုံရှင်တို့လေးပေါ်မှာမျက်ရည်တစ်စက်ကပေါက်ကနေတကယ်ဆိုပွင့်ရပညာတန်းမှာ စီစီနဲ့လိုက်ဖက်မယ်လို့တွေးခင်မိတာအမားလားဒီလိုနာကျင်ရလိမ့်မယ်လို့စီစီသာကြိုတိခဲ့ရင်နှင်းကိုဆယ်ရန်းအောင်ကိုအောင်ရမယ်လို့ဖီအားမပေးခဲ့ပါဘူးအမောင်ကြီးလွတ်တယ်ကကြီးတာမျိုးမဟုတ်ပေမဲ့စီစီလေး ကိုရိုင်းကဘာလို့လိုချင်လဲဆိုတာကိုမဝေခွဲထက်ခဲ့သူပါအမောင်တို့အိမ်အောင်ကြီးအဆင်ပြေပါစေကွယ်